ကျူးခွန်ခြင်းဟာခြေတလုံးကြွက်သားကိုတမားစေပြီးပုံစံကျလာစေနိုင်ပါတယ်အထူးသဖြင့်မကြခဏကျူးခွန်တဲ့အခါခြေတလုံးကြွက်သားတွေအလုတ်လုတ်ရပြီးစစ်လက်တမားလာတတ်ပါတယ်ဒါပေမဲ့ကျူးခွန်ခြင်းဟာခြေတလုံးကိုအလော့အမြင့်ကြီးလာစေတယ်ဆိုတာထက်တန်တန်ကျစေပြီးလှဖစေတယ်လို့ဆိုရင်ပုံမှန်ပါလိမ့်မယ်မင်းကလေးတဲ့အတွက်ကျူးခွန်ခြင်းရဲ့အကျိုးကျေးဇူးများ ကယ်လိုရီကျော့စီခြင်းကျူးခုန်ခြင်းဟာအချိန်တို့အတွင်းကယ်လိုရီများစွာလောင်ကျွမ်းစေတဲ့ကာဒီယိုလေ့ကျင့်ခန်းဖြစ်ပြီးကိုယ်အလေးချိန်ကျစေနိုင်ပါတယ်ခြေတလုံးလှပစေခြင်းကျူးခုန်တဲ့အခါခြေတလုံးကျွတ်သားလေးတက်မှလာပြီးစစ်လက်တွေလက်စေကလှပတော့ခြေထောက်ပုံစံရစေနိုင်ပါတယ် ဟော်မုန်းညီညာစေခြင်းပုံမှန်ကြိုးခုန်ခြင်းကခန္ဓာကိုယ်တွင်သွေးလက်ပမှုကောင်းစေပြီးစိတ်ဖိစီးမှုကိုလွတ်ကျော့စေနိုင်ပါသည်။အယိုးသိပ်သည်စတိုးစေခြင်းအထူးသဖြင့်အမျိုးသမီးတွေအသွေးအယိုးပိုးယောဂါကိုကာကွယ်ပေးနိုင်ပါသည်။စိတ်ခံစားမှုကောင်းစေခြင်းကြိုးခုန်ခြင်းကအန်ဒော်ဖင်ဟော်မုန်းထွက်စေပြီးစိတ်ပျော်ရွှင်မှုကိုမြှင့်တင်ပေးနိုင်ပါသည်။ဘလို့ကြိုးခုန်မလဲ။ တနေ့စမ30မိနစ်ခန့်ပုံမှန်ကစားပေးပါဖနှောင်းမြင့်ဖီနတ်စီ၍ကစားပါကခြေတလုံးကိုပိုမိုတက်တာစေပါတယ်ကျိုးခွန်ဒီကైခြေတလုံးဆန်တန်းလေ့ကျင့်ခန်း stretching လုပ်ပေးပါဒါကြောင့်ကျုပ်ခုံချင်းဟာမင်းကလေးဒီအတွက်ဇမ်းမအေးနဲ့အလှပကိုတပြိုင်နက်ထိအထောက်ကူပြုတဲ့အကောင်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။